အကုသို့အမှန်နဲ့အမှားဖွဲ့ရရမလူတတဝါတွေတဲ့အနတ်မြမာတွေတဲ့မြတ်တော်လူမြတ်တော်လူကိုယောက်ျားလည်းအသက်ကြီးနေပြီးတိတ်ပြီးတော့လုံနိုင်တဲ့အင်အားမရှိတော့ဘူးစပိတ်တစည်းပြင်ပြီးသွားရင်သူ့မှာမောလို့ထိုင်နာရတဲ့အချိန်ရှိတယ်ကိုကလည်းမျက်လုံးကြီးอ่ะဒီမဒီဘက်မျက်လုံးဆိုလုံးဝကွယ်သွားပြီအဲဝေးကြီးကလည်းတော့ခါရောက်ခါတယ် အဝေးကိုရောက်နေတယ်တောင်းငယ်လေးကိုလည်းတောကတွေရောက်တယ်ယူလိုက်တာတော့မောင်လေးရဲ့ပွင့်လင်းပြောလို့ရှင်ကိုသိန်းတခါ၅သိန်းတခါတရားစီစဉ်နေတဲ့အချိန်ကြတော့လေရှင်တွေကိုပြေးဖို့အတွက်ယူလိုက်တာသူကအတိုးရက်ရက်တယ်ဆိုတော့ပေါင်းချလိုက်တဲ့ပတ်စံကရာခနန်းကိုကတ်သွားပြီလက်ရှိကျမ်းမာရွေးရှင်တွေကကျွန်တော်ကြီးပေါင်းဖြစ်တယ် ခါဒီအာယုံကြောတဲ့တေယုတ်တာမျိုးခါကြီးပေါင်းလဲမင်းကြီးပေါင်းနေပြည့်လှုပ်ရှားလို့မရငကိုလောက်တက်တက်လဲလဲသိမလုံနိုင်ဘူးကွာနော်ဒီကုတ်ကျိုးနဲ့ခေါင်းနဲ့ခေါင်းနဲ့ခေါင်းနဲ့လုံးဝမထိဘူးမလက်ကိုဒီလိုဖြတ်သွားလို့ရတယ်ကြီးပေါင်းကြောင်လေအဲ့လိုမျိုး ီကတော့အခုစပိန်လေးပြင်နေပေါ့နော်။ငကုံကအခုလက်ကြံသားလေးတော့ဖွင့်လင်းညာလေးကျန်တော့ဒိုဝိုင်းလေးပါလေးလိုက်တယ်။အဲငကုံကတတ်ထားတဲ့အမှုပညာလေးနဲ့ပေါ့နော်။ဟောအော်ဂင်တီးတဲ့ဒိုဝိုင်းလေးတွေပါလေးမှာတော့ဟောအဲဒါသူဖွင့်လင်းညာကျန်ဒါလေးနဲ့ကိုနည်းနည်းတစ်ဖက်ကနေပြီးတော့ယာစီစာလေးပေါ့ပတ်စံရရှာတာပေါ့ဟုတ်။ထဲထဲဝင်ဝင်ကတော့ဆိုင်းနေဆိုင်းနေတဲ့မှာတော့မသိပါဘူး။ဒီတမိုင်းရဲ့ရှင်ပြည်တဲ့မှာဆိုင်းငါလို့ချင်းကျွန်တော်ဆိုင်းနဲ့လိုက်တီးတယ်။အဲဒီအငိမ့်လေးတွေပါအငိမ့်ပါညာဆိုလို့ချင်းလည်းအငိမ့်လိုက်တီးတယ်။အဲ့တော့ဒီပရိသာဆိုတဲ့ပရိသာပေါ့နော်အဲ့လိုမျိုး တော့လုတ်ခဲ့တာဒါပဲရှိတာတွေ့ခဲ့တာကတော့ရွာထဲမှာဟိုမျိုးတို့မျိုးဖြစ်နေတဲ့အမအိမ်ကဖះမဲပေါက်တာပေါ့နော်ဖះမဲပေါက်တော့ရွာမှာဖះမဲပေါက်လို့ကျင်ဒါပျော်ရဆုံးအချိန်လေအဲ့တော့ကိုကလည်းဝင်ကမိလိုက်တာနဲ့တွေ့ရတာပါဘယ်ချက်တွေလဲဆိုတော့အခုမားနဲ့ကတော့အသက်တွေအများကြီးกว่าလဲလေกว่าပြီနဲ့အမကိုဟိုပါပေါ့ဖေးလိုလဲတစ်မျိုးပေါ့နော်ဖေးလိုလဲတစ်မျိုး အကုန်လုံးတဲ့တမျိုးဆုံးမှလည်းပြီးတော့အထောက်စားလည်းမရှိဘူးအလောင်းကစားလည်းမရှိဘူးအဲမလည်းအရက်တောက်တာကိုကြောက်တယ်အဲ့တော့ဒါမျိုးနဲ့ပဲသဘောကျပြီးလက်ထက်ခဲတာပေါ့နော်ဒီဘွားကဒီလူကိုရွေးချယ်လိုက်တာကိုမှန်ကန်တယ်လို့ဟောပြောလို့ရလားရတယ်ဟုတ်ကဲ့မှန်ကန်တယ်လို့ပြောလို့ရပါတယ်ဘာမှသူ့မှာဘာအပြစ်မှလည်းမရှိဘူးလေဒီအမှုပညာလမ်းကြောင်းလေးတည်းရှိတယ်အတောက်စားလည်းမရှိဘူးရန်ရန်ကားကားလည်းမရှိတဲ့အတွက်ဒါပေမဲ့အသက်ကြီးတာလေးတစ်ချက်ပဲရှိတယ် ပြန်လာသူ့မှာဘာအပြစ်မှမရှိဘူးကိုကလည်းတက်ကြီးတယ်တက်ငယ်ရတော့တော့မဟုတ်ဘူးပေါ့နော်ကိုပေါ်မရိုက်မနှက်ဘူးအတော့စားမရှိဘူးဆိုလို့ရှိရင်တော့ကိုအတွက်ကတော့ရွေးချယ်လက်လန်းအမှန်ပါတယ်ကုသိုလ်နဲ့အကုသိုလ်အမှန်နဲ့အမှားဖွဲ့ရရမှလူတတဝါတွေတဲ့အနတ်မြမာတွေတဲ့ညတော်လူညတော်ရှိပါတော့ဟိုနည်းနည်းလို့ရသူကလည်းတစ်ဖက်တည်းလို့ကျွန်တော်လည်းတစ်ဖက်တည်းလို့ပေါ့အဲ့လိုမျိုးလှုပ်တယ်ဒါပေမဲ့လည်း ခြေချော်လက်ချော်တွေဖြစ်နေတာတော်တော်လေးတော့နင်းနေပါတယ်ကိုမငွေကြီးတွေမှာတော်တော်လေးဥဒါပြုတ်နေအဖက်ဖက်ကပေးဆက်နေရကိုမလည်းအင်အားတွေကလည်းနည်းနေနှစ်ယောက်ကလည်းကျမကြီးကလည်းမကောင်းဘူးတားစုပါလေသိပြအဲတော့အတိုးရင်းနေတဲ့ဒီလိုပဲရင်ဆိုင်နေရတာဒါကိုကဆာလုတ်ကန်ဆာတောင်းရင်တော့အဆင်ပြေပါလေကိုဝင်ဝင်နဲ့ကိုကိုမနည်းနည်းဟောပိနေတာပေါ့နော်ဝင်နေတာစီးပွားရေးတွေလက်ရှိကျမကြီးရှင်နေဆိုတော့ဟာလက်ရှိကျမကြီးရှင်နေကကျွန်တော်ကြီးပေါင်းဖြစ်တယ် ခါဒီအာယုံကြောတဲ့တေယုတ်တာမျိုးခါကြီးပေါင်းလည်းမင်းကြီးပေါင်းလည်းပြလှုပ်ရှားလို့မရငကိုလောက်တက်တက်လက်လက်သိမ့်မလုံးနိုင်ဘူးပေါ့နော်စကားပြောတာဆိုတာအစားနဲ့ထိမ့်သိမ့်ပြောနေဒီအာယုံကြောတဲ့တိတ်မကောင်းသက်တည်ဆိုလည်းတက်မရဒီကုတ်ကျိုးနဲ့ခေါင်းနဲ့ခေါင်းနဲ့ခေါင်းနဲ့လုံးဝမထိဘူးမလက်ကိုဒီလိုဖြတ်သွားလို့ရတယ်ကြီးပေါင်းကြောင်လေအဲ့လိုမျိုးနော်သူကြတော့လည်းတစ်ဖက်ကမျက်လုံးဝေဒနာချင်းဖြစ်နေမျက်စိဝေဒနာချင်းငယ်ရွယ်လေးနဲ့သူကညှော်ရေးပါလေလှုပ်ရှင်းနဲ့မျက်စိနာတာနေပါအဲ့တော့တစ်ဖက်အဲ့မျက်စိတန်ဖြစ်သွားတော့ ေးရောင်းနဲ့မနဲ့မိုးလင်း၄နိုင်လောက်ဆိုကကက်ပြောက်တဲ့တလုံးလေးထထောက်လိုက်တဲ့နေနဲ့ကြိုက်တတ်တာပါတဲ့ခုနှစ်နိုင်ခွဲလောက်ဆိုတခါထိုက်ကြိုက်ကြိုက်လိုက်ရင်ကကက်ပြောက်စလေးတခါထထောက်လိုက်ရင်တော့တနေ့ကကက်ပြောက်သူကလေးလုံးတော့တောက်ခဲ့တဲ့အချိန်ကျတော့အဆင်မပြေဘူးသူကညီမလေးနေမဖြစ်ဘူးဆိုတော့ဆေးဖို့3000ပေးတယ်အမောင်မျက်စိသွားပြခိုင်းတယ်ဆိုတော့သူကပြခိုင်းလိုက်တာတရက်3000ပေးနဲ့ကိုကနောက်ရက်ကိုချိန်တဲ့ခါကျတော့သွားပြနိုင်စင်အင်အားမရှိဘူးလေတားငယ်လေးကအဲ့လိုမျိုးပေါ့နော်သူမိမခိုးပြတဲ့ကိစ္စကနေပြီးတော့ တော့မွေများတဲတရားနိုင်ဆိုတဲ့အတိုင်းတရားရုံးနေပါလေရောက်ထက်ကအခါကျတော့သားငယ်လေးဘက်ကိုပဲဖိစီးပြီးတော့အဲ့အချိန်မှာမမျက်လုံးကတော်တော်ဆိုးနေပြီလုံးဝဒီချင်းဒီလောက်ထိကိုခြေနေကြိုက်လို့ကြိုက်မှန်းတော့မသိတော့ဘူးမျက်လုံးကဂျဲဘလောင်းခတ်ပြီးတော့ဓာရီကြောင်အကုန်လုံးဖြစ်နေတဲ့အချိန်မှာဒီတရားရင်ဆိုင်နေရတဲ့အချိန်ဆိုတော့အဲ့ဒီတဲကွယ်သွားတာပေါ့နော်ဒီအဲ့လိုမျိုးလို့ဖြစ်ခက်ခဲတာတော့အများကြီးပါပဲသားသမီးက3ယောက်ပါတားကြီးရဲ့တားငယ်လေးရဲ့တားကြီးကသူ့အိမ်နောက်နဲ့သူ့ တားငန်လေးကတော့အခုအဝဲရောက်နေတယ်ပေါ့နော်သမီးလေးကကြောင်တက်နေတယ်အခုဆာမိုးဝဲသွားဖြေတယ်အဲစက်တထန်းဟုတ်ဝင်ဝင်နဲ့ဆင်းတော့မတည်ပါဘူးပြေရမှာပြတနေ့တစ်သောင်းကျော်ရရ2သောင်းရလဲရတယ်သူ့တုတ်ကလေးရလဲဒီလိုပဲပေါ့တစ်သောင်းကျော်2သောင်းဒီလိုပဲပေါ့ယူလိုက်တာတော့မောင်လေးရဲ့ပွင့်လင်းပြောရလို့ရှင့် 9သိန်းတခါ9သိန်းတခါတရားစီစဉ်နေတဲ့အချိန်ကြတော့လေရှင်းနေပြေဖို့အတွက်ယူလိုက်တာအဲ့လားပဲဒါပေမဲ့မအဲ့ချိန်မှာမျိုးလုံးဖြစ်နေတော့ဈေးလည်းမရောင်းရတော့ဘူးပေါ့နော်လုံးဝဟိုအဲ့ငုံတုတ်ပဲနေနေရတဲ့အချိန်ဖြစ်တဲ့အခါကျတော့အတိုးတွေပေါ်အတိုးရှင်းအတိုးတွေပေါ်တတိုးရှင်းပြီးတော့အခုကွာတောင်းတောင်းမမနဲ့အတိုးကိုရက်လိုက်ပါတော့ညီမလေးတို့လည်းပေးသင်းတလောက်လည်းပေးထားပြီပေါ့နော်အဲ့လိုပြောတဲ့ခါကျသူတို့ကအတိုးရက်ရက်တယ်ဆိုတော့ပေါင်းချလိုက်တဲ့ပတ်စံကယာကနန်းကိုကတ်သွားပြီကတ်သွားတော့စိတ်သက်တွေကြာတာပေါ့နော် ကိုယောက်ျားကလည်းအသက်ကြီးနေပြီးတိတ်ပြီးတော့လုံနိုင်တဲ့အင်အားမရှိတော့ဘူးစပိတ်တစီပြင်ပြီးသွားရင်သူ့မှာမောလို့ထိုင်နာရတဲ့အချိန်ရှိတယ်အဲ့လိုမျိုးတစ်ခုလုတ်ပြီးမောလို့သူ့မှာဆက်ပြီးမမလုံနိုင်ဘူးကိုကလည်းမျက်လုံးကြီးကဒီမဒီဘက်မျက်လုံးဆိုလုံးဝကွယ်သွားပြီကွယ်သွားပြီဒီမျက်မှတ်လေးဆိုလို့ရှိရင်သူသူနဲ့တပည့်လိုလူရင်းလိုဖြစ်နေတဲ့ဒိုဝိုင်းလောကကအဲ့ဘိုကန်းဆိုတဲ့သမီးကလာလုတ်ပေးတာအဲ့မျက်လုံးဖြစ်ကုန်သွားဆိုလို့ရှိရင်ကားတွေခဏခဏတိုက်လို့ဖြစ်တယ် သူများတွေဆွဲရတာရှိတယ်ဘေးရွက်တွေနဲ့တိုက်မိတာတွေရှိတယ်ကိုကတစ်ဖက်ထဲနဲ့ဆိုတော့လေအခုဒီလိုမျိုးဖြစ်နေတော့အများကြီးတော့မျက်လုံးဖြစ်သွားတော့ရှုံးရှုံးတယ်လို့ခံစားရတယ်အခုမှဟိုဘယ်လိုပြောရှက်ဖို့လည်းကောင်းပါလဲပြောရတာတော့လင်မြနှစ်ယောက်ဆွဲတော်ရွက်လို့ဖြစ်နေလင်မြနှစ်ယောက်ပေါင်းမှတတစ်ခုဖြစ်နေတာပေါ့နော်အလုပ်တစ်ခုဖြစ်နေတော့အဲ့ဒါဘာပဲဖြစ်ဖြစ်ဆရာဝန်ကပြောတယ်အညောမခံပါနဲ့အလေးမမပါနဲ့အဲ့လိုပေါ့နော်မျက်မျက်လုံးလုံးဝအနာပေးပါ ါမှမဟုတ်ကိုကကိုမှတလတလဖြစ်ချင်းရတယ်အများကြီးရှိတယ်လေအစုပ်ဆိုင်ဖွင့်တာဒါတူလေးတယောက်ရင်းပေးထားတာပြန်ရင်းပေးထားတာသူ့လည်းပြန်ပေးရတာပေါ့နော်ပေးရတော့ကိုအမျက်ကြီးပဲလည်းမရအောင်2000ရရင်သူ1000ပေးရတာကိုက1000ယူရတာပေါ့နော်ကိုအဲရနဲ့ဘာမှမရှိဘူးပထမပိုင်းတော့ဒီ channel ရလာတဲ့ပါညာဆိုတော့ကိုကလေကြောက်တယ်စရာပေါ့ဗျာဘာပဲဒါသူ့ရဲ့အခွင့်အလမ်းကို့အတွက်အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်ဆိုပြီးတော့ ကိုရပွပွလေးလေးနဲ့ကိုထိမ့်သိမ့်ပြီးတော့ကိုသိခါလေးနဲ့ကိုထိမ့်ရတယ်ပြီးတော့ဒါတင်ပြတာပေါ့နော်ကျွန်တော်တို့ရဲ့အကြောင်းလေးတွေမအားတို့ဒီအိမ်လားစာပါပါပေါ့နော်ကျွန်တော်ပေးရတာမအားတို့ဒါချက်ချက်စာလည်းမလိုပါဘူးခုနှစ်သိန်းရှိတယ်ခုနှစ်သိန်းကိုမအားတို့တွေမနိုင်ဘူးဘလို့မှမနိုင်ဟိုပါပေါ့နော်အတိုးရက်ပေးထားတဲ့မျိုးသမီးဆိုရင်တစ်လောက်၄သိန်းပေးရတယ်မျိုးလုံးဖြစ်တော့ကဆွဲထားတဲ့မျိုးသမီးတွေဆိုလည်းပေးရတယ်အဲ့လိုမျိုးတွေလိုက်ပြီးခြုံတွက်လိုက်မလို့တစ်လောက်9သိန်းလောက်မှရှိတယ် ဘလို့မှအဆင်မပြေတဲ့အခါကျတော့အဲဖုန်းလေးဆက်ပြီးတော့ပဲလှမ်းတောင်းမှန်းသူတို့ပြောလဲခေါင်းရိုက်ခံလိုက်တာပေါ့နော်ကိုမမပေးနိုင်တာဒီအဲ့လိုမျိုးနဲ့ပဲရင်ဆိုင်နေရတာပေါ့မိုင်းဆိုလို့ချင်းဟိုရက်ကတိတကူဆရာတော်ကြီးရာမျက်လုံးအခမဲ့ဆိုလို့လေမအိုဒီနာတက်စီသမားကိုရာလိုက်ပို့လိုက်တဲ့လိုက်ပို့တော့သူကအခမဲ့လိုက်ပို့တာကုညီတာအရန်လေဒဟထွက်ပါဆန်းယုံကြည်ပြီးသွားလိုက်တာပြန်လဲပြန်လာလေကိုကိုတက်စီစီစိတ်တွေတော့ပေါက်သွားတယ်လုံးဝမရတော့ဘူးလို့ပြောလိုက်ပေါ့လေ အိမ်လည်းရောက်လည်းရောက်တော့ငါဘာမှဆက်လို့လို့မရတော့ဘူးဆိုတော့ထုံးမချပြီးငုံလိုက်တယ်တက်တဲ့စင်စိတ်တွေပေါက်တယ်ယောက်ျားလေးကလည်းတအားပေးတယ်သမီးကလည်းတအားပေးတယ်နှစ်ဖက်အင်အားဆိုတော့အများကြီးလုံနိုင်တာပေါ့နော်ကိုယ်မှဖြစ်ချင်းရမှလည်းတရှိသေးတယ်လေအိုင်ဝေးကြီးကလည်းတောခရောက်ခါတယ်အဝေးကိုရောက်နေတယ်တောင်းငယ်လေးကလည်းတောခရေရောက်တယ်ဘာလို့တောခရေများပါလဲ ိုအတွက်လိုအပ်တာကတော့ဒီစီးပွားရေးလေးပေါ့ဆိုင်ကမ်းလေးတို့ငွေကြေးအင်အားလေးရှိလာလို့ရှိရင်တော့ဒီမိသားစုကိုကိုပြန်ထိန်းနိုင်တာပေါ့နော်ကိုဆိုင်ကမ်းလေးငားမယ်ပစ္စည်းလေးတွေတင်မယ်အဲ့လိုမျိုးပေါ့နော်အဲ့အင်အားလေးနဲ့ဆိုတော့မိသားစု၆လည်းမအောင်အဲ့ဒါလိုအပ်တာပေါ့နော်